မှတ်ခရုကြားဘူးကြမှာပေါ့နော် oral lichen planet လို့ခေါ်တယ်ကန်ဆာအကျိုးလက္ခဏာနဲ့တွားပြီးစင်သက်တယ်ကျွန်တော်တို့အစာစားရင်ပူဆက်ပူလောင်ဖြစ်တာမျိုးစီးချိုလူနာတွေမှာလည်းအဖြစ်များတယ်စီးချိုသွေးချိုဖြစ်တဲ့လူနာတွေမှာလည်းဖြစ်တာတွေ့ရတယ် HIV AIDS လူနာတွေမှာလည်းတွေ့ရတယ်မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဘလော့ကဘာအကြောင်းအရာလေးပြောပြပေးနေတာလဲဆိုတော့ကျွန်တော်တို့သွားကျန်းမာရေးနဲ့ပတ်သက်တဲ့အထွေထွေဘူးသုတတွေ အထွေထွေကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူသူဒ္ဒတာတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘူသူဒ္ဒတာတွေကိုညှဝေပေးနေရပါဒီနေ့ကတော့ကျွန်တော်တို့ဘာကြောင့်ပြောပြပေးမလဲဆိုတော့လူတွေအသိများတဲ့မှက်ခိယကြားမှုကြမှာပေါ့နော်မှက်ခိယအကြောင်းလေးကိုပြောပြပေးပါမယ်အဲ့တော့မှက်ခိယဆိုတာဘာလဲမှက်ခိယဆိုတာကျွန်တော်တို့ဒီ medical အခေါ်အဝေါ်အရာဆိုရင်တော့ကျွန်တော်တို့က oral candidiasis လို့ခေါ်တယ်နောက်တစ်ခုက oral thrush လို့လည်းကျွန်တော်တို့ခေါ်တယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ကဒါကဘာကြောက်ဖြစ်လာတာလဲဒီ MacQ လေးတွေကဒီ MacQ ဖြစ်ရတဲ့အကြောင်းရင်းကအဓိကတော့ကျွန်တော်တို့ကမှုဆွဲတာပေါ့ဗဇက်မှုဆွဲတာပေါ့လွယ်လွယ်ကူကူပြောရင်တော့ MacQ ဆိုတာအဲ့တော့မှုဆွဲတာဖြစ်တဲ့အတွက်ဘာမှုဆွဲတာလဲဘာမှုလဲဆိုတော့အဓိကတော့ကျွန်တော်တို့ကကန်တီတာအပီဂန်လို့ခေါ်တယ်မှုတစ်မျိုးကနေပြီးတော့ဒါဖြစ်ပေါ်လာတာပေါ့နော်ဗမာတွေဖြစ်များလေကျွန်တော်တို့ဒီဗဇက်တစ်ခုလုံးနီးပါးတော့ဖြစ်လေရှိတယ်ဗဇက်မှာကျွန်တော်တို့က နှခမ်းပိုင်းနေပါတယ်ရှာပါမယ်အဲကျွန်တော်တဖုံးနေပါမယ်အာခေါင်နေပါမယ်ပဇောင်းနေပါမယ်နေရာတော်တော်များများမှာဖြစ်တာအဲ့တော့ကျွန်တော်တို့ကဘာနဲ့သွားပြီးတော့သူကသွားတူလေးရှိလဲဘာနဲ့သွားလေးသွားတူလေးရှိလဲဆိုတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောမှုတဲ့ oral lichen planet လို့ခေါ်တဲ့ကင်ဆာအကျိုးလက္ခဏာနဲ့သွားပြီးစင်သက်တယ်ကင်ဆာအကျိုးလက္ခဏာနဲ့သွားပြီးစင်သက်တယ်ပုံစံသွားစင်နေဒိုင်းမဲ့တစ်ခုခွဲခြားလို့ရခွဲခြားလို့ရတယ် နှစ်ချက်ရှိတယ်။အဲဒါကတော့ကျွန်တော်ပြီးရင်ကျွန်တော်သူ့ရဲ့လက္ခဏာပြောတဲ့အချိန်မှာကျွန်တော်ထည့်ပြောပေးမှာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဘာနဲ့သွားဆင်လဲဆိုတော့ကျွန်တော်တို့ကကင်ဆာအကျိုးအဆင့်နဲ့သွားဆင်တတ်တယ်။အဲ့တော့ကျွန်တော်တို့ကဒါဘလိုလူမျိုးတွေမှာအဖြစ်များရတယ်ပေါ့နော်။အဓိကကတော့ကျွန်တော်တို့ကအများစုတွေ့ရတာခလီတွေမှာတွေ့များတယ်။ခလီတွေမှာတွေ့များတယ်။ပြီးတော့လူကြီးအသက်ကြီးပိုင်းတွေမှာတွေ့ရတတ်တယ်။ဒါတော့ဘာလက္ခဏာတွေတွေ့ရမလဲ။ ။ဘာလက္ခဏာတွေ့ရမလဲဆိုတော့ကျွန်တော်တို့က white pad creamy white pad လို့ခေါ်တာပေါ့။ creamy white pad ဒါမှမဟုတ် spot အဲဒါကျွန်တော်တို့အဖြူအဆက်အပြောက်လေးတွေအဲဒါမှမဟုတ်ကျွန်တော်တို့က cream color အဖြူရောင် cream color ကျွန်တော် patch ဆိုတာအကွက်ကလေးတွေအဲဒါမျိုးတွေကိုကျွန်တော်တို့ရှာတွေကျွန်တော်တို့တဖုံးတွေပဇောင်တွေအာခေါင်တွေမှာတွေ့ရတတ်တယ်။ဒါကသူ့ရဲ့လက္ခဏာတွေမှာပါတယ်။အဲ့ဒီ အဲ့လားအပြင်ကျွန်တော်တို့က cheese ပုံစံမျိုးသူကကြွကြွလေးတချို့ rich pack အနေနဲ့လည်းတွေ့ရတယ် rich pack ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီရှာတို့ဒီပစောင်တို့မှာသူကဘယ်လိုပုံစံမျိုးတွေ့ရလဲဆိုတော့ဖောင်းဖောင်းလေးကျွန်တော်တို့အဖြူရောင်အဖက်အဖက်တွေပေါ့တကယ်ပြောရရင်တော့ cheese ပုံစံမျိုးပေါ့မျက်စိထဲမြင်တော့အဲ့တော့အဲ့လိုမျိုးလက္ခဏာတွေလည်းကျွန်တော်တို့တွေ့ရသေးတယ်အဲ့တော့သူကကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ခွာလို့ရတယ်ခွာလိုက်လို့ရတယ်အဲ့ဒီ ကျွန်တော်တို့ဒီ patch လေးတွေပေါ့အဖြူအကွက်လေးတွေကိုချစ်ထုတ်ပလိုက်လို့ရတယ်အဲ့တော့ချစ်ထုတ်လိုက်ရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ချစ်ထုတ်လိုက်ပြီးရင်ကျွန်တော်တို့ကသွေးထွက်တဲ့ပုံစံမျိုးလေးသွေးရတတ်တယ်အဲသူ့ရဲ့လက္ခဏာမှာနောက်ထပ်တစ်ချက်ကကျွန်တော်တို့အစာစားရင်ပူဆက်ပူလောင်ဖြစ်တာမျိုးအဲဒါမျိုးလေးလက္ခဏာတွေသွေးတတ်တယ်တချို့ကြတော့လေအရတာကဒရင်းပြတ်တာမျိုးဒါမျိုးလေးတွေလည်းသွေးရတတ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါအပြင်ကိုကျွန်တော်တို့ကဘိုင်နဲ့သူကထပ်ပြီးဆက်ဆက်နေလေ ဆက်ဆက်နေလဲဆိုတော့ HIV AIDS ယောဂဖြစ်တဲ့လူတွေမှာလည်းဖြစ်လေရှိတယ်။အဲပြီးတော့ကင်ဆာယောဂတွေဖြစ်တဲ့လူမှာလည်းဖြစ်လေရှိတယ်။အဲ့တော့ကျွန်တော်ခုနကပြောထားတဲ့ကျွန်တော်ကင်ဆာအကျိုးအဆင့်နဲ့သူကဘယ်လိုသွားပြီးတော့ဆင်းတာလဲ။အဲတချို့အဲ့လာကိုကျွန်တော်တို့ဒီလိုအဖြူအကွက်တွေအဖြူ spot တွေတွေ့ပြီးဆိုရင်အဲကျွန်တော်တို့ဆေးခန်းတွေကိုရောက်လာကြတာကကျွန်တော်တို့ကင်ဆာကိုကြောက်ပြီးတော့ရောက်လာကြတာပေါ့နော်။ကင်ဆာဖြစ်ပြီဆိုပြီးရောက်လာကြတာ။တကယ်ကတော့ကျွန်တော်တို့က ဒါကကျွန်တော်တို့ကင်ဆာမဟုတ်ဘူးပေါ့နော်အဲ့တော့ oral lichen plan နဲ့ဆိုတဲ့ကင်ဆာအကျိုးအဆင့်နဲ့သွားဆင်နေညာအဲ့တော့ကျွန်တော်တို့ကဒီကင်ဆာအကျိုးအဆင့်ပုံစံနဲ့ကျွန်တော်တို့ကဘယ်လိုခွဲခြားကြမလဲဘယ်လိုခွဲခြားကြမလဲဆိုတော့သူ့ရဲ့ပထမဦးဆုံးခွဲလို့ရတာကဒီ oral trash ဒီ oral candida ရဲ့ဆိုပေါ်ဒီပါဇက်မှုဆွဲတဲ့ဥစ္စာကပါဇက်မှုဆွဲတဲ့ယောဂါကကျွန်တော်တို့ကပါဇက်တစ်ခုလုံးမှာဖြစ်တာပါအဲကျွန်တော်တို့ဒီ ကင်ဆာအကျို oral lichen plant လို့ခေါ်တယ်ကင်ဆာအကျိုးဖြစ်တဲ့လက္ခဏာမှာကတော့ကျွန်တော်တို့ကဗဇောင်းမှာပဲဖြစ်တာဒါတစ်အချက်နေနဲ့ခွဲခြားလို့ရတယ်အချက်နှစ်အချက်နေနဲ့ခွဲခြားလို့ရတဲ့အချက်ကကျွန်တော်ခုနပြောထားတဲ့လက္ခဏာထဲမှာဒီအဖြူရောင် cream အကွက်လေးကိုကျွန်တော်တို့ကချစ်ထုတ်လိုက်လို့ရတယ်ဖယ်ထုတ်လိုက်လို့ရတယ်ဖယ်ထုတ်လိုက်ရင်ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့သွေးထွက်မယ်ဒါပေမဲ့ဖယ်ထုတ်လိုက်လို့ရတယ် ့ oral lichen planet လို့ခေါ်တဲ့ဒီကန်ဆာအကျိုးအဆင့်မှာတော့ကန်တာကျိုးကန်တာအကျိုးလက္ခဏာမှာတော့ဒါကိုခွာထုတ်လို့မရဘူးဒီနှစ်ချက်နဲ့ကျွန်တော်တို့ကခွဲခြားလို့ရတယ်ဒါကတော့ကျွန်တော်တို့ကဒီဒီလက္ခဏာတွေပေါ့သူ့ရဲ့အကြောင်းရင်းဘာကြောင့်ဖြစ်တာလဲပေါ့အကြောင်းရင်းအကြောင်းရင်းကတော့အဓိကကကျွန်တော်တို့ကကိုခံအားစနစ်ကြာစင်းရင်ဖြစ်တတ်တယ်အဲအများစုကိုခံအားစနစ်နည်းတဲ့လူတွေကတော့ကလေးပေါ့ လေးငယ်တွေမှာဖြစ်တတ်တယ်။အဲပြီးရင်လူကြီးမှဆိုရင်တော့လုံးဝအသက်ကြီးပိုင်းနေဒါမျိုးတွေဆိုလဲကိုခံအားစနစ်မှာကျွန်တော်တို့ကြာဆင်းပြီးတော့ဒီလိုမျိုးပါးစပ်မှုဆွဲတာတွေဖြစ်နိုင်တယ်။အဲနံပါတ်2အချက်ကတော့ဒါခုနကနံပါတ်1ပေါ့နော်။နံပါတ်2အချက်ကတော့ကျွန်တော်တို့စီးချိုလူနာတွေမှာလည်းအဖြစ်များတယ်။စီးချိုသွေးချို ဖြစ်တဲ့လူနာတွေမှာလည်းဖြစ်တာတွေ့ရတယ်။ HIV AIDS လူနာတွေမှာလည်းတွေ့ရတယ်။အဲတချို့ကြတော့ကျွန်တော်တို့ဆေးတွေတောက်နေရတဲ့လူတွေ prolong medication ပေါ့နော်ဆေးတချို့တောက်ရတဲ့လူတွေဘာဆေးတွေလဲဆိုတော့ကျွန်တော်တို့ကအဓိကကပါဝင်တာတော့ prednisolone prednisolone ဆိုတဲ့ဆေးတောက်တာနှစ်ရှည်လာရင်ကျွန်တော်တို့ဒီလိုမျိုးမှုဆွဲတဲ့ပါးစပ်မှုဆွဲတဲ့ပြဿနာတွေဖြစ်နိုင်တယ်ဘာကြောင့်ဖြစ်နိုင်တာလဲဒီ prednisolone ကဘာကြောင့်ဒီလို effect ရှိတာ prednisolone ဆိုတာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုသူကဘာလုပ်ထားတာလဲဆိုတော့ဖိနှိပ်ထားတာအဲ့ဒါကြောင့်ကျွန်တော်တို့ကဘာကိုပဲပြန်ဆက်ဆက်လဲဆိုတော့ကိုခံအားကြတာနဲ့ပဲ ပြန်ဆက်ဆက်တယ်အဲ့ကိုခံရကြတာကနေပြီးတော့ကျွန်တော်တို့ဒီဗစက်မိုဆွဲတာဖြစ်နိုင်တယ်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ကကင်ဆာဖြစ်တဲ့လူတွေမှာဒါဖြစ်နိုင်တယ်ဗောနော်အဲ့တော့အားသားကျွန်တော်တို့ oral condition တွေဘာတွေရှိလဲအားသားကျွန်တော်တို့ဗစောင်းဟိုဒီဗောဗစက် green နဲ့ပတ်သက်ပြီးဘာတွေမှာပြဿနာရှိလဲဆိုတော့ကျွန်တော်တို့ကအန်ကက်တတ်တဲ့လူတွေဒါမျိုးလူတွေမှာလည်းအဖြစ်များတယ်အန်ကက်တက်တဲ့လူတွေအန်ကက်တက်တဲ့လူမှာမှအပေါ်အန်ကက်တက်တဲ့လူကပိုဆိုးတယ်ပေါ့နော်အပေါ်အန်ကက်တက်တဲ့လူတွေမှာတချို့ ဒီအန်ကက်ကိုခွာလိုက်တဲ့အချိန်အန်ကက်ကိုဖယ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီအဖြူအာကောင်မှာအဖြူကွက်လေးတွေတွေ့ရတာမျိုးရှိတတ်တယ်အန်ဒါကတော့ကျွန်တော်တို့ကအန်ကက်ကိုကျွန်တော်တို့တေချာတန်ရှင်းရေးတေချာမလုပ်ရင် ဖြစ်တတ်တယ်အန်ဗဇက်ပိုင်းမှာထပ်ဖြစ်တာကကျွန်တော်တို့က dry mouth dry mouth လို့ခေါ်တယ် dry mouth ဆိုတာကျွန်တော်တို့ကဒွင်း6ရင်လဲကျွန်တော်တို့ဒါဒီဟိုပေါ်ကျွန်တော်ဗဇက်မိုဆွဲတဲ့ပြဿနာ ါးဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကဘယ်လိုကာကွယ်ကြမလဲဘယ်လိုကာကွယ်ကြမလဲဘယ်လိုကာကွယ်ကြမလဲဆိုတော့ကျွန်တော်တို့ရဲ့အဓိကကသူကကိုခံအားစနစ်ကြောင့်ဖြစ်တာကိုအဓိကကိုခံအားစနစ်ကြောင့်ဖြစ်တာဖြစ်တဲ့အတွက်အဓိကကိုခံအားတက်အောင်ဘဲလန့်ထားရဲ့အစားအသောက်တွေဒီအာဟာရညတာစွာစားပေးရမယ်အမ်ပြီးရင်ကျွန်တော်တို့ကဒီ green ပိုင်းမှာဒါပေါ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမလုပ်ပြရမလဲဆိုတော့ green တန်ရှင်ရေဂရုစားရမယ် ဲ့တော့အများနဲ့ကျွန်တော်ပြောပြောနေတယ် green tan ရှင်းရေးမှာဘာ ड़ी ပါတာလဲဘာ ड़ी ပါတာလဲဆိုတော့သုံးချက်ပဲအဓိကကျွန်တော်ဒီသွားတိုက်တာသွားတိုက်တာအနည်းဆုံး at least တစ်နေ့ကိုနှစ်ကြိမ်အနည်းဆုံးတိုက်ပေးရမယ်အဲကျွန်တော်တို့သုံးကြိမ်တိုက်နိုင်ရင်တော့ပိုကောင်းတာပေါ့နေ့လယ်သာစားပြီးတစ်ကြိမ်ထပ်သိုးနိုင်ပိုကောင်းတယ်ဒါပေမဲ့ကျွန်တော်ဒီတန်ဖေးလွန်ပေးဆိုတာရှိတယ်။သွားတိုက်တာကိုကျွန်တော်တို့၅ချိန်ထက်တော့မပိုသင့်ဘူးပေါ့နော်။အဲ့တော့တနေ့ကိုကျွန်တော်တို့၃ချိန်အများဆုံးကောင်းကောင်းတေချာတန်ရှင်း ိုက်ပေးလို့ရတယ်ကျွန်တော်တို့အ ਨੇ ဆုံးတော့နှစ်ကြိမ်တိုက်ပေးရမယ်ဟမ်ပြီးတော့အစာစားပြီးတိုင်းကျွန်တော်သွားပွကြိုးသုံးတာဒါမှမဟုတ်ညာအိတ်ခန်းကြီးသွားတိုက်ခန်းကြီးမှာသွားပွကြိုးသုံးတာဒါမျိုးတွေလုပ်ပြီးလို့ရတယ်ပြီးရင်ကျွန်တော်တို့ကဒရင်တန်ဆေးရည်ဒါမှမဟုတ်စားရည်ငုံတာဒါကတော့ကျွန်တော်တို့ကကဒရင်အပိုင်းကိုထိမ့်သိမ့်လို့ရမယ်အပိုင်းပေါ့နော်ဒါတွေလုပ်ပြီးရင်လည်းဒါကျွန်တော်တို့ဒီပါဆက်မှုဆွဲတာမျိုးမဖြစ်နိုင်ဘူးနောက်တစ်ခုကတော့ကျဲမရည် condition တွေကိုထိမ့်သိမ့်တာအဲဥပမာကျွန်တော်တို့ခုနစီချိုစီချိုကြောက်လဲသူက ဒီကျွန်တော်တို့မက်ကီလို့ခေါ်တဲ့ဒီပါဇက်မိုဆွဲတာ ဖြစ်နိုင်တာ ਉ အဲ့တော့ဆိုတော့ဒါစီးချို့ကိုကျွန်တော်တို့မလုပ်ရမလဲ control လုပ်ရမယ် control ကောင်းကောင်းမလုပ်နိုင်ရင်လေကျွန်တော်တို့ဒီမက်ကီကိုကလို့ခေါ်တဲ့ဒီပါဇက်မိုဆွဲတာမျိုးဖြစ်နိုင်တည်တယ်နောက်တစ်ခုကကျွန်တော်တို့က drive mouse drive mouse ဆိုတာ green 6တာကနေလဲဖြစ်နိုင်တည်တယ်ပြောထားတာ ਉ အဲ့တော့ green 6တာအတွက်ကို dot ကျွန်တော်တို့ကမလုပ်ပြရမလဲဆိုရေများများတောက်ပြရမယ်ရေများများတောက်တယ်ဆိုတာလည်းအဲ့လိုပဲကျွန်တော်တို့ကရေကို glue ခန္ဓာကိုတယောက်နဲ့တယောက်တော့မတူဘူးဒါပေမဲ့အဲကျွန်တော်တို့ဒီအကြမ်းမြင့်ပေါ့အကြမ်းမြင့်အဖြစ်ရေကိုတရက်3လီတာကဒါဂျန်ရယ်နော်မယ်တောက်လို့ရတယ်တရက်ကို3လီတာတော့အနည်းဆုံးတောက်ပြရမယ်ရေလည်းအဲ့လိုပဲကျွန်တော်တို့တရက်ကို9လီတာထက်ပိုတောက်တာမကောင်းဘူးအဲဒါကတော့ကျွန်တော်တို့ကဒီ make you လို့ခေါ်တယ်ကျွန်တော်တို့ဒီပါဇက်မှုဆွဲတဲ့ယောဂါမဖြစ်အောင်ကာကွယ်တဲ့နီလန်လေးပါခင်ဗျာ ဲ့တော့ကျွန်တော်တို့အခုဗီဒီယိုလေးကနေပြီးတော့ဘူးသူဒါတွေအများကြီးရရှိသွားမယ်လို့ညွှန်လင်းပါတယ်ဘူးသူဒါတွေအများကြီးရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာတွားကြမ်းမိုင်းနဲ့ပတ်သက်တဲ့သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုလေးရဲ့ comments အောက်မှာအဲကျွန်တော်တို့အကြောင်းအရာလေးရေးပေးခဲ့လို့ရပါတယ်သိချင်တဲ့အကြောင်းအရာလေးတွေကိုရေးပေးခဲ့လို့ရပါတယ်အဲ့ဒီအကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုဒီမှာထပ်ပြီးတော့ကျွန်တော်တို့ညဝေပေးသွားပါအောင်မယ်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေခင်ဗျာ